ရိုးရှင်းတဲ့မိကုံးနဲ့စတင်ပိုင်ရစေအချို့သောသူတို့သည်အဘဲကြောင့်ဘဝတွင် ရှင်သန်ထမြောက်ကြသည်။အချို့သောသူတို့သည်တနေရာရဲ၌နှစ်အတန်ကြာတွေကပ်နေကြတယ်ပတ်စံလား။ကံတရားလား။ချိတ်ဆက်မှုများလား။မြတ်စွာဘုရားကမင်းရဲ့ဘဝတစ်ခုလုံးကိုမြင့်တင်ပေးနိုင်တဲ့အတွင်းစိတ်တစ်ခုရှိတယ်။ဘသူမှမကျင့်သုံးတော့ဘူး။ ငါနဲ့အတူမိနစ်အနည်းငယ်လောက်နေပါနင်းသည်တင်းတနေတာအတွက်အရေးကြီးဆုံးသတိပေးချက်ဖြစ်နိုင်သည်ဗုဒ္ဓဘာသာမြန်မာမှကြိုးဆိုပါရယ်ဒီနေ့တော့လက်တွေ့ကြပြီးအစွမ်းထက်တဲ့တင်ကြားနည်းလေးအကြောင်းပြောပြပေးမယ်နော် ဒါပေတိအပမတဲ့တတိတတိပဋ္ဌံကမထံအာထုံးမှုမြတ်စွာဘုရားမိန့်တော်မူသည်ကအဖန်တော်မထဖာတာစစ်မှန်သောဂယုဆိုင်မှုနှင့်တတိပဋ္ဌံတရားသည်မယနာစီတို့ဥတီသည်တို့တော်ကျွန်တို့ဤနေ့စဉ်ဘဝအတွက်အမှန်တကယ်ဆိုလိုသည်မှာအဖယ်နည်းအဲ့ဒါကဒီနေ့ကျွန်တော်တို့နှိမ့်ညွန့်နေတာငါမင်းကိုယူသားပါရစေလူအများစုကအောင်မြင်ကြကြတယ် ဒါပေမဲ့သူတို့ဟာအာရပလနဲ့သူတို့ရဲ့ဘဝကိုဖျက်ဆီးကြပါတယ်မတွေးပဲပြောတတ်ကြတယ်သတိမရှိပဲပြုမူပါပညာမရှိပဲတုံ့ပြန်ပါတွန်းအားများစိတ်ခံစားမှုများအလေးထားများသို့မဟုတ်အတအပေါ်အခြေခံ၍ဆုံးဖြတ်ချက်များချပါပြီးတော့သူတို့အံ့ဩကြတယ်ဘာလို့ငါဘဝမှာဘာမှမပြောင်းလဲတာလဲမြတ်စွာဘုရားကရှင်းပါတယ်ဉာဏ်ကောင်းမှသာလျှင်ဘဝတိုးတက်ပြီးပိုကောင်းတဲ့ရလဒ်တွေကိုလိုချင်ရင်ပိုကောင်းတဲ့အတ္တတရားရှိဖို့လိုတယ်ပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေစည်းကမ်းပိုကောင်းတဲ့ဤနေရာ၌အဖန်တာသည့်ဘဝကိုပြောင်းလဲစေသည် အပိုင်းနဲ့ဗုဒ္ဓမြတ်စွာဘုရားထံမှတကိုးကြီးသောပုံရင်းတစ်နေ့တွင်လူငယ်တယောက်သည်မြတ်စွာဘုရားထံချင်းကပ်သည်သူကပြောပါရယ်တခင်အောင်မြင်မှုကိုလိုချင်တယ်ငြိမ်းချမ်းမှုကိုလိုချင်တယ်ဒါပေမဲ့ငါဘဝကပြိုပြက်နေတယ်မြတ်စွာဘုရားကသူ့ကိုရိုးရိုးရှင်းရှင်းမေးခွန်းတစ်ခုမေးတယ်ပညာရှိနဲ့မိုင်မဲသူကွာခြားချက်ကိုမင်းသိလားလူငယ်ကမဟုတ်ဘူးလို့ပြောပါရယ်မြတ်စွာဘုရားကပြန်ဖြေတယ်ပညာရှိသောသူသည်ဘယူတဆိုင်နေထိုင်ပြောဆိုတတိထာတတိထာလှူဆောင်မှုစိတ်ထဲမှာတတိထာပါ မိုင်မဲသောလူသည်ပေါပေါဆဆနေထိုင်သည်ကိုလိုရဲ့ကြောင့်ဒုက္ခရောက်တဲ့ထိုအခါမြတ်စွာဘုရားကဤသို့မိန့်တော်မူ၏အဖန်တော်အမတ်တပါတဲ့တည်ထားခြင်းသည်ဘေးကင်းရေးခွန်အားနှင့်အောင်မြင်မှုစီသို့လမ်းကြောင်းဖြစ်သည်ဤတွင်တင်ချက်သည်အလွန်နဲ့နေသည်အောင်မြင်မှုဆိုတာကံတရားမဟုတ်ဘူးလို့ဆိုလိုတာပါဒါဟာအံ့ဖွယ်တစ်ခုတော့မဟုတ်ပါဘူးအချိန်မှန်ကိုစောင့်နေတာမဟုတ်ဘူးမင်းသည်တစ်ချိန်တည်းတွင်တည်ထားရမည့်ဆုံးဖြတ်ချက်တစ်ခုကိုတိဆောက်ထားသည်အပိုင်း၃ရင်းသည်ကျွန်ုပ်တို့၏ဖြစ်သည့်ဘဝနှင့်သက်ဆိုင်ပုံ၂မိနစ်ဒီနေ့ပတ်ကြည့်လူအမျှ အားစုသည်အာယုံစူးဆိုင်မှုတွင်နေထိုင်ကြသည်ရွှေနေသည်တုံ့ပြန်သည်နှိုင်းရှင်သည်ငင်းခုန်နေသည်ခန်းစားချက်တွေနဲ့ရှင်သန်နေကြရတာတော့မရွေးဘူးဘဝကလေးလံနေလို့အံ့ဩစရာမရှိပါဘူးဒါပေမဲ့အဲ့ဒီအစားဒါကိုစိတ်ကူးကြည့်ပါတင်တည်ရှိမှသာလျင်ပြောပါတင်ချက်ချင်းတုံ့ပြန်ပြီးအစားတင်လို့ရများကိုရွေးချယ်ပါဒေါသကမင်းရဲ့စကားတွေကိုဆုံးဖြတ်ခွင့်မပေးဘူးမင်းရဲ့အနာဂတ်ကိုအကြောက်တရားနဲ့မဆုံးဖြတ်ပါနဲ့တင်တနေတာကိုစိတ်အားထက်သန်မှုကိုထိန်းချုပ်ခွင့်မပြုပါဤဒီမှာ ယဟန်အဆင့်ပညာမဟုတ်ပါဒါဟာတာမန်ဘဝရှင်သန်ခြင်းပါအဖန်တာနည်းနည်းလေးတောင်ပွားများရင်မင်းဘဝကပူရှင်းလာတယ်။တည်ငြိမ်လာပြီးပိုအောင်မြင်လာမယ်အပိုင်းလေးတင်ဘဝကိုပြောင်းလဲရင်အလေးကျင့်သုံးခုသတိရှိရှိခိတရက်ပါစကားမပြောမီသူမဟုတ်တရုပ်ဆောင်ခြင်းမပြုမီ3စက္ကန့်ဘသူကိုမှအကြောင်းမပြန်ခင်ခိတရက်ပါ3စက္ကန့်တောင်မှနောင်တညှင်းခုမှုတွေအမားတွေကနေကဲတင်နိုင်ပါတယ်နှစ်နေစဉ်ချက်ကင်းမနက်နေ့ညတင့်ကိုတင်မေးပါ ဒီနေ့ငါဘာလုပ်နေတာလဲအရေးမကြီးဘူးလားကိုကိုကိုရောတခြားသူတွေကိုပါထိခိုက်အောင်ဒီနေ့ဘာလုပ်ခဲ့လဲဤအလေးထားသည်မှန်ကန်သောမိမိကိုယ်ကိုသိမြင်မှုကိုတည်ဆောက်ပေးသည်တုံးကယူမဆိုင်သောပဝင်းကျင်နှင့်ဝေးဝေးနေပါတင့်ပဝင်းကျင်ကလူတွေကအတင်းဖြင်းပြောရင်အချိန်ဖြုံးညင်းညူရင် မင်းလွမ်းမိုးခံရလိမ့်မယ်ကြည်လင်ပြတ်သားမှုကိုဖြစ်စေသောပဝင်းကျင်ကိုရွေးချယ်ပါစီကန်းကိုအားပေးတဲ့တငယ်ချင်းကိုရွေးပါတင်ဘဝကိုရှေ့သို့တိုးစေမိအလေးချင်းများကိုရွေးချယ်ပါဖန်တာနဲ့နေထိုင်တဲ့အခါလူတွေကိုဒုက္ခမပေးတော့ဘူးကိုကိုကိုနာကျင်အောင်မလုပ်တော့ဘူးတဖြည်းဖြည်းနဲ့မှန်မှန်တက်လာတဲ့စိတ်ကိုဖြူစင်စေတယ်မင်းရဲ့ဆုံးဖြတ်ချက်တွေကလိမ္မာလာတယ်မင်းရဲ့ဘဝဟာမင်းဘယ်တော့မှမထင်မှတ်ထားတဲ့ပုံစံတွေနဲ့ပွင့်လာခဲ့တဲ့ထို့ကြောင့်မြတ်စွာဘုရားမိန့်တော် မူတီကားတတိထားပြီးပျော်ပျော်ရွှင်ရွှင်နေထိုင်မှမထီမဲမြင်ပြုသူများသည့်ယခုရောနောက်ပိုင်းတွင်မှခံစားနေကြရသည့်အောင်မြင်မှုဆိုတာတင်လိုက်နေတဲ့အရာမဟုတ်ပါဘူးတင်ပေါက်ွားလာတဲ့အရာတစ်ခုပါပဲဘယူးတဆိုင်တတိရှိစွာနေထိုင်ခြင်းအဖြစ် ဒါကြောင့်ဒီနေ့တင့်ကိုတင်မေးကြည့်ပါငါကယူတဆိုင်နဲ့ပေါ့ပေါ့ပပနေနေတာလားဘာကြောင့်လဲဆိုတော့တင့်ဖြေကတင့်နာကက်ကိုဆုံးဖြတ်ပေးလို့ပါပဲနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီတွင်တင်ချက်ကအထောက်ကူဖြစ်ရင်ရှင်းရှင်းလင်းလင်းသိလို့သူများအတွက် like and share လုပ်ဖို့မမေ့နဲ့နော်ဒါကဗုဒ္ဓဘာသာမြန်မာဖြစ်ပါတယ်ဉာဏ်ပညာစိတ်ရှိသီးခံပြီးငြင်းချမ်းသောစိတ်ရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်ဗီဒီယိုမှာတွေ့မယ်စေတနာထားပါတတိရှိပါနုံနိုကြကြနေပါ